အိန္ဒိယနဲ့ပါကစ္စတန်စစ်သားတွေကအငင်းပွားပွဲကရှမီးယားဒေသမှာလေးရက်သက်တိုက်အဖြစ် AP 29ရက်ညပိုင်းမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက်နှစ်ဖက်ပြန်လည်ထိန်းသိမ်းမှုတရုတ်ကတိုက်တွန်းခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။လူ26ဦးသေဆုံးခဲ့တဲ့ AP 22ရက်ကရှမီးယားဒေသတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့တဲ့နောက်ပါကစ္စတန်အစိုးရကအဲ့ဒီတိုက်ခိုက်မှုမှာပါဝင်ပတ်သက်ခြင်းမရှိကြောင်းညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းအိန္ဒိယကတန်တရားရှိတဲ့စစ်သွေးကြ3ဦးမှာ2ဦးကပါကစ္စတန်နိုင်ငံသားတွေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ AP 22ရက်အိန္ဒိယပကြမ်းရှိကရှမီးယားဒေသမှာစစ်သွေးကြတွေကလူ26ဦး ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးနောက်ပါကစ္စတန်ဟာနေဆက်ဖြတ်ကျော်ရာဇဝတ်မှုကိုထောက်ခံပေးနေကြောင်းအိန္ဒိယကဆွဆွဲခဲ့ပါတယ်ပါကစ္စတန်ကတော့ညှင်းဆုပ်ခဲ့ပြီးအိန္ဒိယရဲ့လှုပ်ဆောင်မှုတွေကိုတုံ့ပြန်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်နျူကလ ියر လက်နက်ပိုင်ဆိုင်ထားတဲ့အဲ့ဒီနိုင်ငံဟာတစ်ဖက်နဲ့တစ်ဖက်ကန့်သတ်ချက်စီမံချက်တွေချခဲ့ပြီးအိန္ဒိယကအင်ဒူမြေကြီးစာချုပ်ကိုဆိုင်းငံ့ခဲ့ပါတယ်အဲ့ဒီနောက်ပါကစ္စတန်ကအိန္ဒိယရဲ့လေကြောင်းလိုင်းတွေကိုသူ့ရဲ့လေပိုင်နက်မှာဖြတ်တန်းသွားလာခွင့်ပိတ်ထားခဲ့ပါတယ် AB 28ရက်ညပိုင်းကပါကစ္စတန်စစ်တပ်ရဲ့စစ်စခန်းတွေဟာထိန်းချုပ်ရေးစီမံကိုကျော်ဖြတ်ပြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ကကာရှမီးယား ဒေတာကိုပိုင်းခြားထားတဲ့အမေရိကန်နယ်စပ်စီးကိုရည်ညွှန်းပြောကြားခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုကိုအိန္ဒိယစစ်သားတွေကလည်းလင်းမြန်ထိရောက်စွာတုံ့ပြန်ခဲ့ကြောင်းအိန္ဒိယစစ်တပ်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အသေးစိတ်အချက်အလက်တွေနဲ့တည်ဆုံးသူအရေးအတွက်ကိုထုတ်ပြန်ထားခြင်းမရှိတာပါ။ပါကစ္စတန်စစ်တပ်ကတော့အဲ့ဒီပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတစုံတရာမှတ်ချက်ပြုပြောကြားခဲ့ခြင်းမရှိတာပါ။ကက်ရှမီးယားမှာတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နောက်ပိုင်းအိန္ဒိယကာကွယ်ရေးတပ်ဖွဲ့ကစီးရီးလေ့ကျင့်မှုအများပြားကိုလှုပ်ဆောင်ခဲ့ပါတယ်။အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေကကက်ရှမီးယားဒေသမှာနေအိမ်တစ်ထောင်နီးပါးနဲ့တောအုပ်တွေမှာရှာဖွေမှုတွေလှုပ်ဆောင်ခဲ့တဲ့နောက်မေကွန်းတွေမေးမြန်း မ်းမှုအတွက်လူ900ဝန်းကျင်ကိုဖမ်းဆီးထိန်သိမ်းခဲ့ကြောင်းဒေသခံရဲအယားရှိတူကပြောကြားခဲ့ပါတယ်။နေအိမ်ကိုရင်ထမ်းမင်းနဲ့ဖျက်ဆီးခဲ့ကြောင်းတာဝန်ရှိသူတွေကထပ်မံပြောကြားခဲ့ပါတယ်။ပြည်내ရှိနိုင်ငံရေးကောင်ဆောင်တွေကအကြမ်းဖက်မူဝါဒတိုက်ဖျက်တဲ့အစိုးရရဲ့ဆောင်ရွက်ချက်တရားအပြစ်မဲ့ပြည်သူတွေကိုမထိခိုက်စေဖို့ဂယူဒဆိုင်လှုပ်ဆောင်ကြဖို့တိုက်တွန်းခဲ့ပါတယ်။